အဲ့လိုအားလုံးပဲမေးလို့ပါခင်ဗျာကျွန်တော်ရဲ့ service support facebook page နဲ့ youtube channel တွေကနေအားလုံးပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်အဲဒီနေ့တိဆက်ပေးကြတဲ့ daily ကတော့ကျွန်တော်တို့မင်းညကစားခဲ့တဲ့ကျွန်တော် anasa အသိနဲ့ ashi bat တို့ပွဲစဉ်မှာပေါ့နော်အဲတွဲကိုနှစ်ကိုထပ်မံရရှိခဲ့တာကြောင့်ကျွန်တော်တို့ဘောလုံးသမားကြီး cristiano ronaldo ဟာသူ့ရဲ့ကစားသမားဘဝအသက်30နဲ့အထက်ပိုင်းမှာရရှိခဲ့တဲ့ဂိုးအရေအတွက်460နဲ့3ဂိုးအထိရှိသွားခဲ့ပြီဖြစ်ပြီးအဲဒီအရေအတွက်ကျွန်တော်တို့သူ့ရဲ့ကစားသမားဘဝအသက်30နဲ့ အောက်ပိုင်းမှာရရှိခဲ့တဲ့တွဲကူစုစုပေါင်း463ကူနဲ့တူညီသွားပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့သူ့ရဲ့ကစားသမားဘုရားတွဲကူစုစုပေါင်းကကျွန်တော်တို့920နဲ့69ကူအထိရှိလာခဲ့ပြီဖြစ်ပြီးသူ့ကစားသမားဘုရားနာမည်ခေချိန်ကြီးရည်ရွယ်ထားတဲ့တွဲကူတစ်ထောင်ပြည့်ဖို့ကျွန်တော်တို့80နဲ့4ကူသာလိုတော့တာဖြစ်ပါတယ်နောက်ထပ်သတင်းအနေနဲ့တော့ကျွန်တော်တို့ website united ရဲ့ကွေးလယ်လူဘရာဇီးလျဘောလုံးကစားသမားတယောက်ဖြစ်တဲ့ Lucas Paquita ပေါ့နော်အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ swatch data ချက်တွေဖြစ်တဲ့ကျွန်တော်တို့ အဲလာဝစားပြုလုပ်မှုပြိုင်ပွဲတွေမှာအဝါကကိုရည်ရွယ်ချက်ရှိရှိယူတဲ့ပြည့်မှုတွေကြောင့်ကျွန်တော်ဘောလုံးကစားသမားဘဝအဲရာသက်ပါပွဲပယ်ခါရဖို့ရှိနေပါတယ်အဲသူ့အနေနဲ့အဲပြီးခဲ့တဲ့2024ခုနှစ်တွင်ပြိုင်ပွဲတွေမှာရည်ရွယ်ချက်ရှိရှိအဝါကတွေယူလာရရဲ့နောက်ပြီးလာဝစားပြည့်မှုတွေကိုကျွန်တော်တို့အင်္ဂလာဘောလုံးဖွဲ့ချုပ်အနေပြီးတော့ဆက်စည်တွေးရှိကြတာကြောင့်ဒီပြည့်မှုကိုခါရဖို့ရှိနေပါတယ် နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ Manchester United တဲ့ဟာသူတို့ရဲ့လက်ရှိကိုယ်တော်အိုနာနာနေရာမှာအစားထိုးအတွက်အဲကျွန်တော်တို့ဘန်လွေအသေးရဲ့ကိုယ်တော် J Trafford ကိုအလိုရှိနေကြောင်းတွေ့ရပါတယ်အဲဘန်လွေသေးရလည်းသူတို့ရဲ့ကိုယ်တော်ကိုအ ਨੇ စုံပေါက်တန်း30နဲ့အထက်ကိုကျွန်တော်တို့ဈေးခေါ်ထားပြီးတော့အဲဂျီဈေးရမှာပဲကျွန်တော်တို့ရောက်ထုတ်မယ်လို့စေစားထားပါတယ်နောက်ပြီးတော့ဒီကိုယ်တော်ကိုလည်းကျွန်တော်တို့တခြားအသေးသေးဖြစ်တဲ့ New Barca အသေးကလည်းအလိုရှိနေကြောင်း တွေ့ရပါတယ်နောက်ဆုံးသတင်းအနေနဲ့တော့ကျွန်တော်တို့ FIFA ဘောလုံးဖွဲ့ချုပ်ရေးကလာမယ့်2030ခုနှစ်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးမှာကျွန်တော်တို့ပုံမှန်ကျင်းပနေကြဖြစ်တဲ့အသေး30နဲ့2တင်းနေရာမှာ64သိန်းတိတိုးမြင့်ကျင်းပသွားမယ်လို့တချို့သတင်းတွေမှာဖော်ပြနေတာတွေ့ရတယ်ခင်ဗျာနော်အဲ့တော့မော်ရိုကိုနိုင်ငံပေါ်တူဂီနိုင်ငံနဲ့စပိန်နိုင်ငံသုံးနိုင်ငံပေါင်းကျင်းပတဲ့ဒီကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးကိုကျွန်တော်တို့အဆင့်မြင့်တဲ့အနေနဲ့ FIFA ကကျွန်တော်တို့အသေးပေါင်း64သိန်းတိတိုးမြင့်ကျင်းပသွားမယ်လို့ဖော်ပြနေတာတွေ့ရတယ် အဲ့တော့တချို့ BPI ဝဲရဲ့အဖွဲ့ပွဲစီတွေကိုလည်းကျွန်တော်တို့အာဂျင်တီးနားနိုင်ငံနောက်ဘူဝါလိစီပါရာဂွေးနိုင်ငံနဲ့ဥရုဂွေးနိုင်ငံတွေမှာလည်းကျေပွားသွားမယ်လို့ FIFA အတည်ပြုထားပါတယ်။အဲ့တော့ဖြစ်လာမဖြစ်လာဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒီနေ့တည်းကတော့ဒီလောက်ပါပဲ။အားလုံးကိုကျေးဇူးများတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်။